တာလီစောပါဒီကနေ့စက်တင်ဘာလ16ရက်နေ့နရင်းစရာရခိုင်တည်င်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျမမြန်နေခင်ကတင်ဆက်ပေးတော့ပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့အာရခတက်တော်စီဦးစီးရှုပ်ဟာမွတ်စလင်ကောင်းဆောင်ရီနဲ့မောင်တော်မှာတွေ့ဆုံခဲ့တဲ့ဆိုတဲ့သတင်းကြောက်ဖြူမှာနှစ်ဖက်အပြန်အလှန်ဖြစ်ခတ်တန်တွေကို ပြန်ကြားနေရတဲ့ဆိုတဲ့သတင်းနဲ့ကြောက်ဖြူမှာအကြမ်းဖက်မြန်မာစစ်တပ်က ပြည်သူပိုင်ပစ္စည်းတွေကိုလက်နက်ပြပြီးချင်းချောက်ယူဆောင်နေတယ်ဆိုတဲ့သတင်းအပြင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းတင်ဆက်ပေးတော့ပါမယ်ရှင်။ရခိုင်မျိုးသားအဖွဲ့ချုပ်ဥက္ကဋ္ဌအာရခတက်တော် EE စီဦးစီးချုပ်ဘုရှုပ်ထွန်းမြတ်နိုင်ဟာမောင်တော်မျိုးကိုရောက်ရှိလာပြီးမု슬လင်ကောင်းဆောင်ရီနဲ့တွေ့ဆုံခဲ့တယ်လို့တင်ရရှိပါရယ်ဒီလိုတွေ့ဆုံပြီးနှစ်ပတ်အကြာမှာမောင်တော်မျိုးကဂျာမေဘလီကြီးကိုခွင့်လှစ်နိုင်ခဲ့တယ်လို့ အာရခမင်းသမီးမီဒီယာ APN ရဲ့ရုပ်သံသတင်းမှာဖော်ပြထားပါတယ်။ပြီးခဲ့တဲ့ဩဂုတ်လ30ရက်နေ့က AAC ဦးစီးရှုပ်ဘုရှုပ်ထွန်းမြတ်နိုင် မောင်တော်မျိုးကိုရောက်ရှိလာတဲ့အချိန်မှာဂျာမေပလီကြီးကိုဖွင့်လှစ်ပေးဖို့တင်ပြခဲ့တာကြောင့်အခုလိုဖွင့်လှစ်ပေးခဲ့တာဖြစ်ကာဖွင့်ပေးတာကိုကျေးဇူးတင်တယ်လို့ဝန်လဲဝန်တာပါတယ်လို့ခရိုင်မွတ်စလင်ရေးရဥက္ကဋ္ဌဦးမောင်မောင်အေးက APN ကိုပြောဆိုထားပါတယ်။အာရခတစ်တော်စီဦးစီးရှုပ်ဟာမောင်တော်မျိုးကိုလာရောက်ခဲ့တဲ့အချိန်က ်ရခိုင်လူမျိုးဒေသခံကောင်းဆောင်တွေဒေသခံမွတ်စလင်အတိုင်းဝိုင်းကကောင်းဆောင်တွေနဲ့ငွေထွေးစွာတွေ့ဆုံခဲ့တယ်လို့သိရပါတယ်။မောင်တော်မျိုးမဂျာမေပလီကြီးကို လူမျိုးနှစ်ခုကြားလူမှုတဟဇာရာဖြစ်စီ၍အရခပြည်မှာမိတင်းနေထိုင်ကြတဲ့လူမျိုးတိုင်းမိမိယုံကြည်ရာကိုလူလက်စွာ ကိုးဝေနိုင်၏အတွေ့အရခပြည်သူတော်လန်၏အဆိုအရကဖွင့်လှစ်ပေးကြတာဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီဂျာမေပလီကြီးကိုပြီးခဲ့တဲ့2012ခုနှစ်က လူမျိုး၏ပဋိပက္ခဖြစ်ပွားပြီးချိန်ကနေစပြီးအုပ်ချုပ်သူအစိုးရအဆက်ဆက်က73နှစ်အကြာပိတ်ထားခဲ့ရကနေအခုနှစ်2025ခုနှစ်စက်တင်ဘာလ10ရက်နေ့မှာအရခတော်လန်၏အစိုးရကပြန်လည်ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။ရဲအနေငယ်အကြာတိုက်ပွဲတွေရပ်တန့်နေတဲ့ကြောက်ဖြူမြို့ပြည်မှာနှစ်ဖက်အပြန်အလှန်တိုက်ခတ်တံတွေကိုထပ်မံကြားခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။ ြစ်ခတ်တံမကြားရတာရဲအနည်းငယ်လောက်ရှိနေပြီဖြစ်ပေမဲ့မနေ့ကစက်တင်ဘာလ15ရက်နေ့ညနေဘက်မှာတော့အမက်32အရတရင်ဘက်ကနေလက်နက်ကြီးလက်နက်ငယ်ပြစ်ခတ်တံတွေကိုပြန်ကြားခဲ့ရတာဖြစ်တယ်လို့ကြောက်ဖြူဒေတာခန့်အမျိုးသားတယောက်ကနရင်းစရာကိုပြောပါရယ်အကြမ်းဖက်စစ်တပ်ဟာကြောက်ဖြူတိုက်ပွဲမှာအကြအဆုံးတွေများတဲ့အတွက်ကြောင့်တက်နောက်ဆုတ်ခဲ့လာရပြီးထိုးစစ်ကိုရက်ကပြန်လီခုခံဖို့ပြင်ဆင်နေတဲ့အချိန်မှာတိုက်ပွဲတွေထက်မှန်ဖြစ်ပွားလာခဲ့တာလို့သူကပြောဆိုပါရယ် နိုင်ဤအနေငယ်လောက်ပြစ်ခတ်တံတွေထွက်ပေါ်လာပြီးတဲ့နောက်ပင်လေတွေကစစ်ကောင်စီနေပြီးတွေကလေရေးတန့်ရင်32ပတ်ဝန်းကျင်နဲ့မင်းတက်တောင်လမ်းဖက်ကိုလက်နက်ကြီးတွေနဲ့ပြစ်ခတ်ခဲ့တယ်လို့ဒရုန်းတွေနဲ့လေပြစ်ကူပေးခဲ့တယ်လို့သိရပါတယ်။တောက်ဖြူမြို့မှာအကြမ်းဖက်မြန်မာစစ်တပ်ကပြည်သူပိုင်ပစ္စည်းတွေကိုလက်နက်ပြပြီးချင်းချောက်ယူဆောင်နေတယ်လို့သိရရှိပါတယ်။တောက်ဖြူမြို့မှာအခုလ17မလအတွင်းကနေစပြီး အကျံဖက်စစ်တပ်ရဲ့ခလာရ34ခမာရ943ခမာရ942နဲ့စစ်တင်နန်းစင်မွတ်စလင်တွေကညအချိန်မှာရက်ွက်အလိုက်ဝင်ရောက်စစ်ဆေးပြီးပြည်သူပိုင်ပစ္စည်းတွေဖြစ်တဲ့ကားဆိုင်ကယ်နဲ့ဘေးရွေးတွေကိုလက်နက်ပြချင်းချောက်ကယူဆောင်နေရဖြစ်တယ်လို့ကြောက်ဖြူဒေတာခန်တယောက်ကနရီဇရာကိုပြောပါတယ်ပြီးခဲ့တဲ့စက်တင်ဘာလ23ရက်နေ့စနေနေ့ညက ကြောက်ဖြူမျိုးရခိုင်ပိုက်စိတ်ရက်ကွဲကဥပုံကြော်ရည်နေအိမ်ကအင်စည်းကားနဲ့ဆိုင်ကေကို အကြမ်းဖက်စစ်သားတွေကမတရားယူဆောင်သွားတယ်လို့ဒေသခံတွေပြောကြားခြင်းအရာသိရပါတယ်။ဥပုံကြော်ဟာစံမာရေးမကောင်းလို့ရန်ကုန်မှာစီးကူးသားမှုခံယူနေရသူဖြစ်ပြီးကြောက်ဖြူကနေအိမ်မှာမိသားစုတရှုနေကြံခဲ့တယ်လို့သိရပါတယ်။အရင်ရက်တွေကလေရက်ွက်တရှုကို အခုလို SCA တွေဝင်ရောက်စစ်ဆေးတာ ဒေသခံတွေရဲ့ဘေးရွေးတွေဆိုင်ကယ်တွေကို တင်စီသွားကြတာတွေရှိတယ်လို့ဆိုကြပါတယ်။ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးကြတာပါ။ဆက်လက်ပြီးတော့ပြည်ရင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပြီးတော့ပါမယ်ရှင်။ဒီရီးသတင်းတပုတ်အနေနဲ့ကတော့စကိုင်းတိုင်းဘူးတလီမြို့နယ်ကတိုက်ပွဲအတွင်းအကြမ်းဖက်စစ်သားအယောက်၄၀တိဆုံးခဲ့တယ်လို့ចောင်းသားတက်ဦးចောင်းသားလက်ယုံတက်တော့ SF SAF ကမနေ့ကစက်တီမာလာ15ရက်နေ့ကထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့ဩဂုတ်လ31ရက်နေ့ကဘုတလီမြို့နယ်ကကန်တာရွာအနီးမှာအကြမ်းဖက်စစ်ကြောင်းကို SF SAF ရဲ့မဟာမိတ်ပူပေါင်းစစ်ကြောင်းကဒရုန်းပုံးပြီးနှကြိမ်ချပြီးစတင်တိုက်ခိုက်ခဲ့တယ်လို့အဲ့ဒီညနေမှာပဲပုံးတာရွာအနီးမှာအကြမ်းဖက်စစ်ကြောင်းကိုနှကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။အဲ့ဒီတိုက်ပွဲတွေအတွင်းမှာ ရန်သူစစ်ကော်မရှင်စစ်တောင်းကခံမှန်းအယောက်40ထိခိုက်ကြဆုံးခဲ့တယ်လို့လေးဆိုထားပါတယ်။အဲ့ဒီစစ်တောင်းဟာအနောက်ဇီရောရွာ၊ရွှေတောင်ရွာ၊ကန်တာရွာနဲ့ထူးကြီးရွာပရဟိတစေယုံတို့ကိုမိရှုဖျက်ဆီးခဲ့ပြီးစက်တင်ဘာလ10ရက်နေ့မှာဘုတ္တလီမြို့ကနေတဆင့် မုံရွာမြို့မုံရွာကြီးဦးအဝေးပြေးလမ်းမကြီးအနီးမှာအခြေစိုက်တဲ့အကြံဖက်စစ်တပ်ရဲ့အနောက်မြောက်တိုင်းစစ်ဌာနရှုံနာမခကိုပြန်လေဝင်ရောက်သွားခဲ့တယ်လို့ဆိုပါရယ်။အောက်ဂုတ်လနဲ့စက်တင်ဘာလအတွင်းမှာနာမခကဘုတ္တလီမြို့နယ်အတွင်းနှင်းပြေးရှင်းလင်းဖို့အင်အား300လောက်နဲ့စစ်ကြောင်းထိုးလာတဲ့အကြံဖက်စစ်ကြောင်းတွေနဲ့ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့လည်းဖော်ပြထားခဲ့ပါရယ်။ နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့အရှိတောင်အာရှကဆင်းရဲတဲ့နိုင်ငံတစ်ခုဖြစ်တဲ့အရှိတီမောနိုင်ငံမှာအမတ်တွေအတွေ့ကားတစ်တွေဝေယူမဲ့အစီအစဉ်ကိုပြည်သူတွေကဆန့်ကျင်ကန့်ကွက်တဲ့ဆန္ဒပြမှုပေါ်ပေါက်ရာကနေရဲတပ်ဖွဲ့ကမျက်ရည်ယိုပုံးတွေပြစ်ခတ်ကာဖြိုခွဲခဲ့ရတယ်လို့သိရပါတယ်။လွန်ခဲ့တဲ့နှစ်ကအတည်ပြုခဲ့တဲ့ပါလီမန်အမတ်65ရောက်စီအတွက် မော်တော်ကားတွေဝင်ယူမဲ့အစီအစဉ်ကိုတက္ကသိုလ်ကျောင်းသားတွေအများစုပါဝင်နေလူပေါင်းတထောင်ကျော်ကမြို့တော်ဒီဒီကအမျိုးသားလွတ်တော်အနီးမှာစုဝေးဆန္ဒပြခဲ့ကြပါတယ်ဆန္ဒပြဝေးဟာငင်းကြမ်းစွာစတင်ခဲ့ပေမဲ့ဆန္ဒပြသူတွေကပါလီမန်ဘက်ကိုကြောက်ခေးတွေနဲ့ပြပောက်ခဲ့တာကြောင့်ရဲတပ်ခွေကမျက်ရည်ရိုးပုံးတွေနဲ့ဖြိုခွင်းခေရာကနေကားတွေအများပြဖျက်ဆီးခဲ့ရတယ်လို့ဆိုပါရယ်မျက်ရည်ရိုးပုံးကြောင့်ဆန္ဒပြသူ၄ယောက်ထက်မနည်းဒဏ်ရာရရှိခဲ့ပြီး အနီးနားကကျန်းမာရေးဌာနကိုခေါ်ဆောင်သွားခဲ့ရတယ်လို့ AFP သတင်းမှာဖော်ပြထားပါတယ်။ကမ္ဘာ့ဗန်ရေးအဆိုအရလူဦးရေ40ရာခိုင်နှုန်းကျော်ဟာစင်ရေမွေးတေမှုကြီးအောင်မှာနေထိုင်နေရပါတယ်။မိမိကိုယ်ကျိုးအတွက်ကားတွေကိုမဝေယူဖို့နဲ့ဝေယူဖို့ဆုံးဖြတ်ချက်ကိုဖျက်သိမ်းပေးဖို့ပါလီမန်အမတ်တွေကိုចောင်းသားတွေကတောင်းဆိုခဲ့ကြပါတယ်ရှင်။နရင်းစရာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။ နောက်နေ့တွေမှာလေထူခြားတဲ့သတင်းတွေကိုဆက်ပြီးတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ကျမတို့ Narinzara ကထုတ်လွှင့်နေတဲ့သတင်းတွေကို www.narinzara.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလေဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ Narinzara ရဲ့အသံကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးကျန်းမာရှင်လန်းကြပါစေရှင်။